အထက်ညာရွှေဘုကအညာသားညီကိုများဖြစ်ကြတဲ့မင်းအောင်မင်းအောင်ညီကိုရင်းနှစ်ယောက်နဲ့တဝမ်းခွဲကိုမျိုးဝင်းတို့ဟာယောက်ျားပီတာပါတယ်အရန်မောင်းကောင်းပါတယ်လူချောလူဖြောင်းနေဖြစ်ကြပါတယ်၎င်းတို့ညီကို၃ယောက်ဟာအောက်ပြီအောက်ရွာကိုဆင်းပြီးတော့ကုံရောင်းလာကြခြင်းဖြစ်ပါတယ်ရောင်းကုံဟာအဝတ်ထည်ဖြစ်ပါတယ်အချိန်ကတော့မောင်ကြီးပြိုးပြအချိန်မှာမင်းအောင်နဲ့မင်းအောင်ကြီးငါရေတော်တော်တောက်ချင်နေပြီဟာဘိုက်လက်တော်တော်စားနေပြီဟောဟုတ်မှတွေ့လာရွာကြီးလူတွေလည်းတွားလာနေကြအများကြီးပဲကွာလာကွာငါတို့ရွာထဲဝင်ကြရအောင်ဟုတ်တယ်ဟာ မျိုးဝင်းပြောတာမှန်တယ်ငါလည်းဗိုက်စားနေပြီဈေးဆိုင်ရှိလို့ရှိရင်လည်းဝယ်စားမယ်ကွာမရှိလို့ရှိရင်လည်းတောင်းစားကြမယ်ငါတို့အထက်တွေလည်းရောင်းရင်ပေါ့ကွာလာလာသွားကြမယ်ရောက်နေအဲ့လိုမျိုးပြောပြောဆိုဆိုပဲမင်းအောင်ကရှေ့ရနေပြီးတော့စားထွက်လာတဲ့အခါမင်းအောင်နဲ့မျိုးဝင်းတို့ကလည်းမဆိုင်မတွပဲခြေလန်းတွတ်တွတ်နဲ့ရွာစီကိုဥတည်ပြီးတော့လိုက်လာခဲ့ကြပါတယ်ရွာကရွာတန်းရှိကြီးဖြစ်ပြီးတော့လမ်းမရဲ့ဘဘက်ညာဘက်မှာအိမ်နေတန်းစီနေကြပါတယ်ဒီနေ့တိုင်းပဲလမ်းနေရာအများကြီးပါအိမ်နေရာလည်းအများကြီးရှိနေပါတယ်အိမ်တိုင်းဟာခြေတန်းရှိအိမ်နေဖြစ်ကြပါတယ်ကြည့်လို့လည်းအလွန်ကောင်းလာပါတယ် လမ်းမရန်ကြီးတိုင်းဟိုကြည့်တီကြီးနဲ့ညီကို၃ယောက်လျှောက်လာခဲ့ကြပါတယ်။အဲဒီချိန်မှာပဲမောင်ကြီးတို့မောင်ကြီးတို့အိမ်ထဲကိုကြွကြပါအောင်ရှင်။အမောလေးလည်းဖြစ်ရီးလေးလည်းတောက်ကြပေါ့။ပြူပြူငငါနဲ့အိမ်တိန်ကမိမပြိုလေးတူဟာချိုတာတဲ့နှုတ်ဖြားနဲ့လောကဝတ်ပြူပါတယ်။မိမပြိုလေးကလွန်စွာမှချောပြီးတော့လွန်စွာမှလည်းလှပါတယ်။ဝစားစင်ရင်မူပြူထားဒီမှာလည်းတော်တော်လေးကိုရှေးဆန်လာပါတယ်။ဧည့်သည်ညီကိုအညာသား၃ယောက်ကလည်းမိမချောမိမလလေးကိုကြည့်ပြီးတော့တန်တော်ဖြစ်နေမိပါတယ်။ ဒီလိုမိမချောမိမလားရှေးဆန်တဲ့မျိုးသမီးကိုသူတို့ဘယ်မှမမတွေ့ဘူးပါဘူးအဲ့ဒါနဲ့ပဲအိမ်မော်တက်လိုက်ကြပါတယ်အိမ်ကောင်းရင်မှာတော့ကွန်းဆာရင်ကွန်းရနေတဲ့အသက်အားဖြင့်တော့80ကျော်လောက်ရှိမယ်လို့ထင်ရတဲ့အဖွားကြီးကိုတွေ့ရပါတယ်ချက်ချင်းဆိုသလိုပဲရေကွက်၃ကွက်ကိုကြေးလင်မှန်လေးပေါ်တင်ပြီးတော့မိဖို့ကြောင့်မမထွက်လာတဲ့မိမချောလေးကိုတွေ့ရပြန်ပါတယ်ပထမရက်နေသူဧည့်သည်ခေါ်လာတဲ့သူကတယောက်နောက်မှမိဖို့ကြောင့်မထွက်လာတဲ့သူကတယောက်အဲ့ဒီနှစ်ယောက်လုံးကတရုတ်သေးပါပုံစံနေရာလဲတထိရတဲ့လုံဝကိုတောက်တူဆိုင်တူပါ ပထမသူတို့ခေါ်လာတဲ့မိန်းကလေးနဲ့နောက်မှမိဖို့ကြောင့်နေရထွက်လာတဲ့မိန်းကလေးကတယောက်နဲ့တယောက်ကရုပ်ကခွဲမရအောင်တပုံစံနဲ့ကိုချွတ်ချွတ်တူနေပါတယ်။အမွာညီမလို့ပဲထင်လိုက်မိပါတယ်။ရုပ်ကတော့တော်တော်လေးကိုခွဲမရအောင်ကိုတူနေရပါ။ရေအေးလေးကိုသုံးဆောင်ကြပါအောင်ရှင်။အမောပြေသွားရင်ရေချိုးပြီးရင်ထမင်းသုံးဆောင်ကြအောင်နော်။နမလေးတို့အစင်းနဲ့ပြင်ထားပါမယ်။အဲ့လိုမျိုးအဲ့ခေါ်သူမိန်းမလေးကပြောလိုက်ခြင်းဖြစ်ပါတယ်။ဧည့်သည်ညာသားညီကိုသုံးယောက်ကလည်းရေအေးလေးကိုတောက်ပြီးတော့ရေစာပြေသွားခဲ့ပါတယ်။ဗိုက်စာနေတာကြောင့်ထမင်းကိုလည်းတဝတီးထုတ်လိုက်ပါတယ်။ ပင်မနွမ်းနေနေတယ်များရေတဝချိုးလိုက်ရတာကြောင့်လည်းလန်းလန်းဆန်းဆန်းဖြစ်နေခဲ့ပါပြီ။မောင်ကြီးတို့ရောက်မဲ့အဝတ်ထည်တွေလည်းပြပါအောင်နှမလေးတို့ကြိုက်လို့ရှိရင်ဝယ်မှာပါ။ဩပြပါမယ်ပြပါမယ်နှမလေးတို့ကြိုက်ရင်ယူပါဗျာ။မောင်ကြီးတို့ဈေးအများကြီးလဲလျှော့ပေးမှာပါနော်။အဲလိုပြောဆိုပြီးတော့အထည်လက်လက်ဆန်းဆန်းလေးတွေဖြစ်တဲ့အမျိုးသမီးဝတ်အင်ကြီးထမိန်ဆက်ကဂါဝန်စတဲ့အထည်တွေကိုထုတ်ပြီးတော့ပြပါတယ်။မိမလလေးနှစ်ယောက်ကအလူရဲယူပြီးတော့ဒီဟာလာတယ်ဟိုဟာလာတယ်ဆိုပြီးတော့မမတ်မမောနဲ့ကြိရှုနေကြပါတယ်။မောင်ကြီးအထည်လက်လက်ဆန်းဆန်းလေးတွေကိုနှမလေးတို့ကြိုက်ပါတယ်။ နှမတို့နှစ်ယောက်ကိုထမိန်နဲ့အင်ကြီးတစုံပဲပေးပေးနှစ်စုံပဲပေးပေးပေးကျင်တယ်လို့ပေးပါကျင်납ပါတယ်နှမလေးတို့မှာပတ်စံတော့ပေးစရာမရှိဘူးရှင်ဟော်ရီရွှေလက်စွပ်လေးပဲရှိတယ်ရော့မောင်ကြီးယူပါနော်အဲ့လိုပြောပြောဆွဆွနဲ့လက်သက်ကြွယ်မှာဆွတာတဲ့ရွှေလက်စွပ်ကိုချုပ်ပြီးတော့မျိုးဝင်းလက်ထဲကိုထည့်ပေးလိုက်ပါတယ်ဧည့်သည်ညီကိုသုံးယောက်ကလည်းဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးတော့ဒီကငါနှမတို့ကြိုက်တဲ့အစဉ်ကိုရွေးယူပါကြိုက်တဲ့လောက်ယူနော်အဲ့လိုမျိုးပြောဆိုကအဝတ်ထည်တွေကိုမိမလလေးတွေရှိကိုထိုးပြီးတော့ပေးလိုက်ပါတယ်နှမလေးတို့ကတယောက်ကိုနှစ်စုံပဲယူမှာပါကျန်တာကပြန်ယူပြီးတော့ရောင်းမှာနော် ခေါင်းရင်ရနှမတွေကလည်းအထဲဝဲကျင်လို့တဲ့ဟိုမှာလာခေါ်နေပြီးမောင်ကြီးရဲ့တွားရောက်မိလိုက်ပါအောင်နော်အဲလိုပြောလိုက်ပြီးတဲ့နောက်မှာတော့၁၄ငါးနှစ်အရွယ်များရှိတဲ့လူပြိုပေါအရွယ်လူငယ်လေးခေါ်ရနောက်ကိုညီကို၃ယောက်ကလိုက်သွားခဲ့ကြပါတယ်သူတို့ရောက်ရှိသွားတဲ့ခြံကြီးကအကျယ်ကြီးပါအဲ့ခြံကြီးထဲမှာအိမ်ကြီးကလည်းထီထီတလုံးနဲ့တည်ရှိနေပါတယ်အဲ့တဲ့၃ယောက်စလုံးကဆောက်ရောက်ပြီးတဲ့အချိန်မှောင်စာပြိုးတဲ့အချိန်ကနေစပြီးမြင်မြကြာသွားတယ်တော့မသိပါဘူးမိုးတော်တော်တော်ချုပ်နေခဲ့ပါပြီတော်ပါသေးတယ်ဒီနေ့ကလပြည့်နေ့လပြည့်ညဖြစ်နေလို့ပါလပြည့်ညမို့လို့လအထင်ထင်တာနေခဲ့ပါတယ် ညီကို၃ယောက်ဟာအိမ်မော်ကိုရောက်မှတွေ့လျရတဲ့မြင်ကွင်းကြောင့်လွန်စွာမှအံ့ဩခြင်းဖြစ်ကြရပါတယ်။မိမချောင်းမိမလာလေး၃ယောက်တန်းစီပြီးတော့ထိုင်နေကြတာပါ။မိန်းကလေး၃ယောက်စလုံးကပထမဝင်ခဲ့တဲ့အိမ်ကမိန်းကလေး၂ယောက်နဲ့တထထဲခွဲမရအောင်တူနေပါတယ်။အဲဒါကြောင့်မဲတော်တော်လေးကိုအံ့ဩရပါတယ်။မိန်းကလေး၃ယောက်ရဲ့ရှေ့မှာရေနှင်းပွဲချထားပေးပါတယ်။လက်ဖက်တွေစစ်လိတ်တွေကိုယ့်ရဲ့ဘူးတွေလည်းချထားပေးပါတယ်။မောင်ကြီးတို့သုံးဆောင်ကြပါအောင်ရှင်။ရေနှွေးကြမ်းလေးလည်းတောက်ပါနော်။လက်ဖက်လေးလည်းစားပါအောင်။စစ်လိတ်ကြိုက်တဲ့သူကစစ်လိတ်တောက်ပါရှင်။ကွန်စားတတ်တဲ့သူကတော့ကွန်စားကြပါ။အမနာနဲ့နော်။ နမလေးတို့လည်းအထယ်ဆန်းဆန်းအထယ်လက်လာလေးပြပေါင်းကြိုက်လို့ရှိရင်ဝယ်မှာပါအဲ့လိုမျိုးဆက်ပြီးတော့ပြောလာခဲ့ပါတယ်။အော်ဟုတ်ကဲ့ပါဗျာပြရမှာပေါ့နှမတို့ရဲ့ဟောဒီမှာကြည့်လာမလာအစင်နေရာလဲဆန်းနေရာပဲကြိုက်လို့ရှိရင်ဝယ်နော်အများကြီးဈေးလျှော့ပေးမယ်။အဲ့လိုပြောဆိုပြီးနောက်မှာတော့အထယ်တွေကိုထုတ်ပြလိုက်ပါတယ်။မိမလာလေးသုံးယောက်ကလည်းအထယ်လက်လာလေးများကိုအလူရဲ့ရွေးယူပြီးတော့ခနာကိုပေါ်မှာအက်ကဒီကလာတယ်ဟိုကလာတယ်နဲ့လုံနေကြပါတယ်။မောင်ကြီးတို့ရေနှမတို့စီမှာတယောက်ကိုငွေရင်းက၅ပြားစီရှိပါတယ်။၃ယောက်ဆိုတော့၁၅ပြားပါ အဲ့ဒီငွေရင်းက15ပြားကိုယူပြီးတော့နှမလေးတို့တယောက်ကိုနှစ်စုံစီပေးပါပို့လဲမလို့ခြင်းမအောင်ရနိုင်မလားရှင်အဲ့လိုမျိုးမေးလာခဲ့ပါတယ်ငါနှမတို့ရဲ့ရတာပေါ့ရတာပေါ့ကဲကြိုက်တာယူအားလုံးလတာဆန်းတာတွေကြီးပဲမင်းအောင်မင်းအောင်တို့ကဗျိုင်းသူပြောလိုက်ကြပါတယ်မိန်းကလေး၃ယောက်ကလည်းအကြိုက်ဆုံးဆိုတဲ့အထည်တွေကိုနှစ်စုံစီယူလိုက်ပြီးတော့ငွေရင်းကပြား15ပြားတိတိကိုညီကို၃ယောက်ထဲကမင်းအောင်ရဲ့လက်ထဲကိုပေးလိုက်ပါတယ်ကဲစားကြပါအောင်မောင်ကြီးတို့ရေဟိုးမှမြင်နေရတဲ့လမ်းရှိဘက်ကအိမ်ကြီးကလည်းလာကြပါအောင်လို့ခေါ်နေဟော့ပြောရင်းဆိုရင်လည်းလာတော့ခေါ်နေပြီ လိုက်သွားတော့နော်မောင်ကြီးလာခေါ်နေတယ်ဆိုတော့နှမလေးကိုတေချာကြည့်လိုက်တော့အညာသားညီကိုတုံးရအံ့ဩရပြန်ပါတယ်လာရောင်ရဲ့အလင်းရောင်ကြောင့်လည်းအထင်ရှားမြင်တွေ့ရခြင်းမှာမိမချုံမိမလာလေးများရုပ်တူအစင်တူတထရာတဲ့တပုံစံနဲ့တထက်သေးပါပဲလားဆိုပြီးတော့ညီကိုတုံးရတွေးမိပါသေးတယ်လာလာမောင်ကြီးတို့အိမ်ပေါ်မှာမမလေးတို့စောင့်နေကြတယ်လက်ဖက်အိမ်နဲ့မုံနေလဲအစင်သင့်ပြင်ထားတယ်ပြီးတော့မောင်ကြီးတို့ရောင်းတဲ့အထည်ကြီးလည်းဝဲမှာပါပြောရင်ဆိုရင်လည်းရှေ့ကနေထွက်သွားခဲ့ပါတယ်။အညာသားညီကို၃ယောက်ကလည်းနောက်ကနေလိုက်သွားခဲ့ပါတယ်။ အိမ်မော်ရောက်တယ်ဆိုရင်မဲတွေ့လျရတဲ့မြင်ကွင်းအလုံးကြောင့်ဧည့်သည်ညီကိုတုံးရောင်ဟာပို့လို့ပို့လို့အံဩခြင်းမကအံဩရပါတော့တယ်။အိမ်ကောင်းရင်မှထိုင်ပြီးတော့ကွန်းဆာရန်ကွန်းရရနေတဲ့အဖွားကြီးကပထမဆုံးဝင်ခဲ့တဲ့အိမ်ကအဖွားကြီးနဲ့တရုတ်ထဲတထည့်ရတဲ့တပုံစံနဲ့တထက်သေးပါပဲ။ချွတ်စွမှချွတ်စွပါပဲ။ပြီးတော့ကြည့်အောင်လေဒီအိမ်မှာရှိတဲ့မိမချောမိမလာလေးတုံးရောင်ကလည်းပထမတွေ့ခဲ့ရတဲ့နှစ်ရမိမချောမိမလာလေးနဲ့တရုတ်ထဲတထည့်ရတဲ့တပုံစံနဲ့တွေပါ။အမွာညီမဖြစ်ခဲ့ရင်တောင်မှဒီလောက်တော့မတူနိုင်ပါဘူးခွဲခြားလို့ရနိုင်မှာအောင်မယ်။ ယခုကတော့ဘလို့မကိုခွဲခြားလို့လည်းမရကွဲကွဲပြားပြားလည်းမသိနိုင်ပါဘူး။အင်းတရွာလုံးမှာရှိတဲ့မျိုးသမီးတွေကဒီလိုအချောလာရုတ်တူစင်တူတောက်တူပေတူတွေကြီးပါပဲလား။အမေတယောက်တည်းကမွေးထားရတော့မဖြစ်နိုင်ဘူး။အံ့မှာကွာ။ချစ်စရာရုပ်လေးမျိုးချစ်စရာကောင်းနေပေမဲ့ကြောက်စရာတွေဆိုရင်လည်းကြောက်စရာကောင်းလိုက်မဖြစ်ချင်း။ကြောက်စရာမဟုတ်ပေမဲ့လည်းရင်ဖို့မိပါရဲ့။ဖြုံတော့ဖြုံသွားခဲ့ပါတယ်။ညီကို၃ယောက်ကတတိုက်ဆန်ဆိုင်မဲ့ရင်ထဲမှာနှလုံးသားထဲမှာစကားတွေပြောနေမိကြပါရဲ့။လဖေးတောက်ကြပါအောင်ရှင်။မုန်းနေလဲ၃ဆောင်းပါနော်။ဝေါ်ဝါလင်လင်၃ဆောင်းကြပါရှင်။ မိမလမိမချောလေးဖြစ်သူနှမလေးကချိုတာတဲ့စကားနဲ့နှုတ်ဖွင့်တော့မှဖြစ်အတွေးကိုစီဝင်နေတဲ့ညီကိုတုံးရောက်ဟာလည်းလွတ်လွတ်ရှပ်ရှပ်ဖြစ်လာခဲ့ကြပါတယ်။လဖေးတောက်သူကတောက်မုံစားသူကစားနဲ့ပြီးတော့မှပဲအထယ်လက်လက်လေးမြောင်နှမငယ်လေးမြောင်ထုတ်ပြခဲ့ပါတယ်။မိမချောလေးတုံးရောက်ဟာအထယ်လက်လက်လေးမြောင်တထည်စီယူပြီးတော့စိတ်ကြိုက်ရွေးချယ်ပြီးမှနှစ်စုံစီယူလိုက်ကြပါတယ်။ကဲမောင်ကြီးတို့ရေနှမတို့တော့တယောက်ကိုနှစ်စုံစီယူရမယ်။ပတ်စံတော့မရှိဘူးချင်း။ဟောဒီမှာငွေစစ်နဲ့လှုပ်ထားတဲ့ရှေးကြတဲ့ရှေးဆန်တဲ့ငွေပန်းဟိုလက်လက်လေးနှမတို့ကမောင်ကြီးတို့လက်ဆောင်ပေးလိုက်ပါမယ်။ မောင်ကြီးတို့ကလည်းအထေလက်လာလေးတို့လက်ဆောင်ပေးတယ်လို့သဘောထားနော်အယောင်းဝယ်သဘောမထားပါနဲ့သဘောတူကျင်နေရလားရှင်အဲ့လိုမျိုးမိမလာလေးတူကပြောလာတဲ့အခါမှာတော့အာကျင်ကျင်နေပါတယ်ဗျာသဘောလည်းတူပါတယ်နှမလေးတို့ယူတာနဲတောင်နဲပါသေးတယ်ထပ်ယူလည်းရပါတယ်ဗျာအဲ့လိုမျိုးမင်းအောင်နဲ့မင်းအောင်တို့ကဗျိုင်းသူပြောလိုက်ကြပြန်ပါတယ်မောင်ကြီးတို့စေတနာကိုလေးစားပါတယ်ရှင်နှမလေးတို့ကနှစ်ဆုံပဲယူပါမယ်ပို့လည်းမယူပါဘူးနှမလေးတို့ပေးတဲ့လက်ဆောင်ပစ္စည်းကိုကြည့်ပြီးတော့ထာဝရနှမလေးတို့အမတ်တရားဖြစ်နေမယ်နှမလေးတို့ဝမ်းသာနေမှာပါ နမလေးတို့ပေးတဲ့ပစ္စည်းကိုမမရရဖြစ်အောင်လို့ဇပွဲပေါ်မှာလက်လက်ပပလေးတင်ထားပြီးတော့နမလေးတို့ထာဝရသတိရနေမှာပါကွယ်အဲလိုပြောဆိုပြီးအထယ်လက်လက်လေးတွေကိုဝယ်ယူထားကြတော့မိမလလေးများနှစ်စုံမဲယူကြပါတယ်ပူပေးတော့လည်းမယူကြတာကိုညီကိုသုံးယောက်တွေးမိကြပါတယ်ဒါလည်းထူးခြားချက်တစ်ခုပါပဲဝမ်းသာပါတယ်မောင်ကြီးတို့ရဲ့နမလေးတို့ကလည်းသတိရနေမှာပါကဲကဲဟိုဘက်လန်နှိမ်သုံးအိမ်ရတော့မှမောင်ကြီးတို့ရောင်းတဲ့အထယ်လက်လက်လေးတွေဝယ်ကျင်လို့တယ်အချိန်ကလည်းမရှိတော့ဘူးလေမနေ့ကမှပဲနှမလေးတို့လိုက်ပို့ပေးမယ်နော် ရောက်စကလေးကတိမ်မိတိမ်စကားပြောနေကြအခုဆိုညှင့်နှက်နေပြီတုံးလုံးပက်လက်လဲလဲကျင်နေရောပေါ့အဲ့ချိန်လဲရောက်နေပြီဆိုတော့မောင်ကြီးတို့အတွက်အဲ့ရည်လဲပြင်ဆင်ပေးထားတယ်ဂရင်တုံးလုံးတယောက်တစ်လုံးစီလွတ်လွတ်လပ်လပ်အိပ်ပျော်အောင်သာအိတ်နော်မိမလမိမချောလေးတွေအစင်သင့်ပြင်ပေးထားတဲ့ဂရင်ပေါ်မှာညီကို၃ယောက်ဟာကိုစီကိုစီကြောခင်းနေကြပါပြီတန်းစီပြီးထားတဲ့ဂရင်တုံးလုံးရဲ့ခေါင်းရင်းဘက်မှာတော့ပြင်ဆောက်ဝကီ၅ဦးကိုတရားဦးဟောနေတဲ့ဗုဒ္ဓရဲ့ပုံတော်ကားချက်ကြီးရှိနေပါတယ်ဂရင်နှလုံးသားမှာအထယ်ဝတ်တွေထည့်ထားတဲ့အိတ်နဲ့အခြားခီးဆောင်ကြီးနှလုံးကိုခြားထားလိုက်ပါတယ် ခยีပန်းစိတ်ပန်းလူပန်းဖြစ်နေကြတဲ့အညာသားဧည့်သည်ညီကို၃ယောက်ဟာအချင်းတူတူအတွင်းမှာပဲအိမ်မောကြနေခဲ့ကြပါပြီ။တယောက်ဆိုရင်ဟောက်တောင်ဟောက်နေပါသေးတယ်။အဖွားကြီးနဲ့မိမချောလေး၃ယောက်ဟာလည်းအိမ်ခန်းတွင်းကိုဝင်ပြီးတော့အိမ်မောကြသွားခဲ့ကြပါပြီ။ညာတိတ်ဆိတ်ငင်းကြတာကောင်းလာပါတယ်။အကြတံပဲမကြရပါဘူး။လာပြညာလာမင်းကြီးရဲ့လင်းရောင်ဟာထိန်ထိန်တားလျက်ပါ။မိုးထိန်ထိန်လင်းပြီလို့ညီကို၃ယောက်အိမ်ရကနေအတူတူနိုးထလာတဲ့အခါမှာတော့ မင်းအောင်မင်းအောင်နဲ့မျိုးဝင်းတို့ညီကိုတုံးရောင်ဟာတင်းချိုင်ဟောင်းတင်းချိုင်ပြက်ကြီးရဲ့တနေရသုံးလုံးရှင်တွဲနေတဲ့အုတ်ကူသုံးခုပေါ်မှာအိတ်နေကြရတဲ့အဖြစ်ကိုသိလိုက်ရပါတယ်။အုတ်ကူသုံးလုံးရဲ့ခေါင်းပြူရလက်ထိတ်တဲ့အုတ်ကူရဲ့ထိတ်မျက်နှာစာမှာပင်စဝကီ၅ဦးကိုတရားဦးဟောနေတဲ့ကြီးညိုဘွေရကောင်းလာတဲ့ဗုဒ္ဓဘုရားရဲ့ပုံတော်ကားချက်ဟာကတ်ထားတဲ့အနေထားတိုင်းအံ့ဖွယ်ရာတွေ့ရပါတယ်။ပိုလို့အံ့ဩစရာကောင်းနေတာကတော့မျိုးဝင်းရဲ့လက်သက်ကြွယ်မှာဆွတ်ထားတဲ့ရွှေလက်စွပ်ဟာယခုတိတိုင်ရှိနေသေးပါပဲ။ဒါပေမဲ့လည်းရွှေလက်စွပ်အစ်စ်တော်မဟုတ်တော့ပါဘူး။ကြေးလက်စွပ်ဖြစ်အသွင်ပြောင်းနေပါပြီ။ မျိုးဝင်းနဲ့အတူတူမင်းအောင်မင်းအောင်တို့ကိုစီရရှိထားကြတဲ့ရှေးဆန်လာတဲ့ငွေသားဆစ်စစ်နဲ့ပြုတ်လုထားတဲ့ငွေပန်းအိုးသုံးလုံးဟာလည်းအုတ်ခုသုံးလုံးပေါ်မှာရှိနေပါတယ်။ဒါ့ပေမဲ့လည်းငွေပန်းအိုးမဟုတ်တော့ပါဘူး။လပလာတဲ့ရွှင်နဲ့ပြုတ်လုထားတဲ့ရွှင်အိုးလေးများဖြစ်နေတာပါ။တရိယလိုညီကို၃ယောက်သားအင်ကြီးအိတ်ကတ်တွင်ကိုနိုင်ကြည့်လိုက်တဲ့အခါငွေရင်းက၅ပြားစီထွက်ကြလာခဲ့ပါတယ်။ငွေရင်းကလည်းမဟုတ်ပါဘူး။ကြေးပြားများဖြစ်နေတာကိုတန်တော်သိလိုက်ရပါတယ်။အမအောင်ဆိုရပါလေနော်တရေ၆တဲ့တင်းချောင်းတင်းချိုင်းပြက်ကြီးဟာကာလကြာမြင့်လာတဲ့အခါကြက်တွင်းကုန်းကြီးဖြစ်လာရင်ရှိပါတယ် ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေးရေးသားသူကိုလည်းဂါရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ဘသူတွေကပက်ဆန်ဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့။ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့။ ုတငယ်ချင်းတွေတက်နေတဲ့သင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လဲလုံးဝမတက်ပါနဲ့ဒါတွေကအချိန်ကုန်ငွေကုန်လူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်သင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပြင်းခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပြင်းခြင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတွေဖြစ်ချင်တယ်ဆိုရင်တော့သင်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ profit mobile ဖုန်းပြင်သင်တန်းကြောင်ယူဆောင်လာခဲ့ပေးပါကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မိုးဝမ်းကြောင်းမှုဖြစ်ရက်တည်နိုင်တဲ့ဒီ profit mobile ဖုန်းပြင်သင်တန်းကြောင်ကဆရာတွေက hardware ဘိုင်း software ဘိုင်းနဲ့ theory ဘိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲသင်ကြားပေးပါလိမ့်မယ်ကိုကိုတိုင် င်ကလည်းစင်စက်မပြတ်ကြိုးစားအားထုတ်မှုတွေနဲ့စကေးတခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့ကြိုးစားခြင်းစဲ့ရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲထဲမှာဖွင့်လှစ်ထားတဲ့ Profit Mobile ဖုန်းမြင်သင်တန်းကြောင့်မှအခုပဲစီးရင်ပေးသွင်းလိုက်ပါ။သင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးကျင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service ဖုန်းတွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ စိတ်ကူးအိမ်မက်တွေကိုဖန်ပြီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit